မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမန္တလေးငလင်ကြီးကြောင့်ပြိုကျပျက်စီးခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Golden City Hotel နဲ့ Mercury တဲခိုကန်အဆောက်အုံတွေကနေဒီနေ့ဧပြီ26ရက်နေ့ကရုံလောင်း၃လောင်းရှောက်ဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထံကသိရပါဗျ။ဧပြီ26ရက်နေ့မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကမန္တလေးမြို့လမ်း၃၀ လမ်း90နဲ့80တလမ်းကြားမှာရှိတဲ့ Golden City Hotel အဆောက်အုံကိုဖယ်ရှားရှင်းလင်းတာနဲ့ရုံအလောင်းထုတ်ယူရေးဆောင်ရွက်လျက်ရှိရာမနက်10နာရီမှာတည်ဆုံးသူအမျိုးသား2ဦးရဲ့ရုံအလောင်းတွေကိုထုတ်ယူပေးခဲ့တယ်လို့သိရပါဗျ။ဒါအပြင် ဧပြီလ26ရက်နေ့မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်နီယာရီနဲ့အတူရုံလောင်းကျန်ရှိနေတဲ့မန္တလေးတိုင်းဒေသကြီးချမ်းရည်သာစံမြို့နယ်28ဘီနဲ့82လမ်းထောင်းမှာရှိတဲ့မာဂီရီတဲခိုကန်အဆောက်အဦးကိုရှင်းလင်းလုပ်ငန်းတွေနဲ့ရုံလောင်းထုတ်ယူရေးဆောင်ရွက်ခဲ့ရာမနက်10:56မိနစ်မှာတေဆုံးသူအမျိုးသမီးတအူးရဲ့ရုံလောင်းကိုထုတ်ယူပေးနိုင်ခဲ့တယ်လို့သိရပါဗျာ။